ဘဒ္ဒကဘာမှာအရိပိတ္တိယမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်လူသားတွေဟာအခုကြည့်ပေါ့တပြေးပြေးတက်တန်းနေတိုးလာတယ်ဆိုတာဘုရားမထေရှာတက်တန်းနေတိုးလာတယ်ဘုရားမထေရှာတယ်လူတွေရဲ့အသက်တွေဟာတပြေးပြေးဆိုးရွားဆိုးရွားလာတဲ့အခါမှာနောက်ပိုင်းမှာဒီ ိတ်ပြီးတတန်းတူလာတဲ့အခါလူတွေမှာဘာဖြစ်လာတော့ဆိုအမြဲတမ်းပြင်းထန်တဲ့အမုန်းစိတ်တတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်တတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေအမျိုးစုံတီထွင်လာကြအစွမ်းထက်တဲ့လက်နက်တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလားဖျက်ဆီးပြစ်ကြအေးနောက်ဆုံးမှာ တံဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချုံနိုင်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကိုပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတန်းဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ်အဲဒီလိုတက်လိုက်တာလူသားတွေကောင်းရင် ကောင်းသလောက်ဆိုပြီးတော့တတန်းကြီးရရှည်လိုက်တာအသင်ခြေထီအောင်ရှည် လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ်အဲ့ဒီအနေတခါပြန်ပြီးတော့လူတွေအကျဉ်းစာရိတ္တပြက်မှုကိုအကြောင်းပြုပြီးတက်တန်းနေပြန်ဆုတ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 ်လာတဲ့အခါတသိန်းခန်းအောက်ရောက်လို့အသက်ဟာ၈000တန်းဆိုတဲ့အခါမှာအရိမတရားမြတ်စွာဘုရားပွက်မယ်တဲ့အဲ့ဒီအတွင်းထိအောင်တော့ဒီကဘာကြီးခုနကလို့ ပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဗုဒ္ဓဘာသာကျမ်းစာတွေကဘာကြီးကလုံးဝခဏတည်းမှာမိတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြက်ဘူးပေါ့ဒေသအလိုက်ငရင်လုံးလို့တို့ပါရေတွန်းလို့တို့ဒီလိုဟာမျိုးတော့ရှိမှာရှိမှာအရှိပဲမနေနိုင်ဘူးဒါတော့ရှိတယ်အဲ့ဒါလို့ အနည်းရှိတောင်းတန်းကြတော့အရိမတိယမြတ်စွာဘုရားပွင့်နေတယ်လူတွေဟာရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗရကဘာကြီးဟာလည်းပျက်စီးပါဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေသဗ္ဗေသင်္ခါရအနိစ္စဘေယာမထာဝရတိရှိတာရှိပါမရှိဘူး တနေ့တစ်ချိန်ကပျက်စီးရမှာတေးချာတယ်။မြေကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲ။အေးအဲ့ဒီတော့အခုလို့ဤလိုရေလိုလေတို့ကနေပြီးတော့ကဘာကြီးကိုဖျက်စီးလို့ကဘာကြီး ပြက်တယ်ဆိုတာဘယ်တိုင်းသာအထိပြက်သွားတော့ဆိုမြတ်စွာဘုရားတခင်ကိုရောပြရဲ့တရားတော်ဤပြက်နှံ့ရာပြက်နှံ့တယ်ဆိုတာလူသားတွေပေါ်မဟုတ်ဘူး ဆက်ကြပါလားဂရေတသိန်းဆိုတာအများအားဖြင့်တော့နတ်ဒီပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နားနိုင်တာနတ်ဒီပြမာတွေပဲဆက်ကြပါလားဂရေတသိန်းမှာရှိတဲ့နတ်ဒီပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုလာယူမှတ်သားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြည့်ပြီဆိုရင် တခါပြည့်ရင်စัจ java လာဂရေတသိန်းထီအောင်ပြတ်တယ်တဲ့နော်စัจ java လာဂရေတသိန်းပြတ်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြတ်တဲ့အခါမှာမပြတ်ခင်ဘလောက်ကကြိုတင်ပြီးတော့တီးရအနှစ်တသိန်းကနေကြိုတင်ပြီးတော့တီးတယ်ကဘာပြတ်တော့မယ်ဆိုတာ ဘသူတွေကသတင်းပေးတယ်လေလို့ဆိုရင် စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာမရှိဘူးလို့ပြောကောင်းပြောလို့ရတယ်။ရသော်ဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်။ကောတတ္ထာတာဘသူယုံမလဲတဲ့။ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာမန်ပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့။အညတရဒိဋ္ဌပတိဟိ တရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွင်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပွဲရမှရှိဘူး။ယုံရမှာမဟုတ်ဘူး။သောတပန်ဖြစ်ရင်တော့ယုံပြီပေါ့။ဟော။တသဗျာဒီလိုဟောတာရှိတယ်။အညတရဒိဋ္ဌပရိဟိသစ္စာလေးပါအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ကအေးဒီနေ့ပြည့်မယ်ဆိုတာသူကလက်ခံပြီးသား။ အနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကတဏှိပြတ်တယ်ဆိုဟုတ်တယ်ပြတ်ကိုပြတ်လုံးဝလက်ခံနေလုံးဝယုံနေကျန်တဲ့ပုဂ္ဂိုလ်တွေကတဏှာရှိကောင်းရှိလိမ့်မယ်ဒီလိုဆိုလို့ရနော်ကောမန္တာကောတတ္ထတာကဘာကြီးတနေ့ကျပြတ်မယ်ဆိုရင်ဘသူသိပြီဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့တော့ သောတပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တမ္မာပုဂ္ဂိုလ်တွေဘယ်သူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတော့ယုံနေတုန်းဘယ်လိုဆိုရလဲဆက်တာအဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင် ရုပ်ချင်း ကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဂျူဟာလို့ဆိုတဲ့ကာမဘုံကနတ်တည်းသရင်ပေးတဲ့နတ်တည်းရှိတယ် လောကဗျူဟာဆိုတဲ့သတင်းပေးတဲ့လက်တွေ။အိုးသဘင်ကြီးကိုဖာရဖြေချပြီးတော့တကယ်ကိုနိညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမှုရာနော်အဲ့ဒီအမှုရာနဲ့သူတို့ကလူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ် အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောတရင်ပေးတယ်